မင်္ဂလာပါရှင်ဒီတစ်ခါမိတ်ဆွေတို့ကိုမျှဝေပေးမှာကတော့လာအိုနိုင်ငံကိုကျမတို့သွားရောက်လေပါခဲစင်ကကျမတို့တိတ်ခုခေရောနေရာတွေရဲ့အကြောင်းအရာလေးတွေကိုအနည်းငယ်မျှဝေပေးပါမယ်ရှင် ပထမဆုံးမြဝေပေးမှာကတော့လာအိုနိုင်ငံဤရှောင်းမြို့တော် long problem မှာကျမတို့တေကိုခေရောနေရာလေးအကြောင်းကိုမြဝေပေးမှာဖြစ်ပါတယ်ရှင်။ဒီနေရာမှာတည်ထားရမယ့်အချက်ကတော့ long problem ဆိုတာလာအိုနိုင်ငံရဲ့ရှောင်းမြို့တော်လို့လည်းဆိုကြသလို UNESCO က World Heritage Site ဟုတမထားကြတော့မြို့တော်ဖြစ်ပြီးမှမြန်မာလိုဆိုရင်ကမ္ဘာအမွေအနှစ်နေမည်ဟုအတိတ်ပြရပါတယ်ရှင်။ ဒါကြတော့ကျမတို့လောင်နိုင်ငံကရှီဟောင်းမြို့တော်လုံးဖရာဘန်ကိုတွားရောက်လေပတ်ခဲစင်ကတဲခုခေရိုနေရာဖြစ်ပြီးမှဒီနေရာမှာတဲခုမဲ့ဆိုရင်တညာကိုတဲခုခကတော့ US ဒေါ်လာ100ဖြစ်တယ်လို့သိရပါတယ်ကျမတို့တွားရောက်လေပတ်ခဲစင်တုန်းကတော့တရုတ်နေတကူဟိုအချိန်ကာလဖြစ်တဲ့အခါကျတော့ဈေးလေးပါလေနင်းနင်းပပရှော့ပေးတာအီကေတို့ဈေးရှော့ပေးတယ်ဆိုတာလေလက်ဆောင်အနေနဲ့ပေါ့နော်နေတကူကာလဖြစ်တဲ့အခါကျတော့လက်ဆောင်အနေနဲ့ဈေးရှော့ပေးတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင် ဒါကတော့ကျမတို့လောင်းဖရာပေါင်းမှာတဲခိုခဲရောနေရဖြစ်ပြီးမှာဒီအိမ်တအိမ်လုံးကိုသူတို့ကဒီကျွန်းတစ်တွေနဲ့တိဆောက်ထားတဲ့အိမ်ဖြစ်တယ်လို့သိရပါတယ်ဒီချမ်းပြင်းတွေဒီတခြားရောနေရတွေကအစပေါ်တော့အကုန်လုံးဒီအကုန်လုံးကိုသူတို့ကကျွန်းတစ်သုံးထားတာဖြစ်တယ်လို့သိရပါတယ်အ အိမ်တိုင်လုံးအိမ်ရဲ့တိုင်လုံးကြီးဆိုလို့ရှိရင်လည်းအတော်ကလေးကြီးရကျွန်မပုံကိုအဝေးကနေလမ်းရိုက်ထားတဲ့အခါကျတော့အနေတော်လို့ပဲထင်ရတယ်တို့ပေမဲ့အနေကချင်းအတော်ကလေးကြီးပါတယ်ဒါမျိုးတွေပေါ့နော်ကျွန်တော်တို့ကမြို့တွင်းထဲမှာတင်းခေါ်တဲ့အခါကျတော့အားသာချက်တွေအများကြီးတတိထားမိတယ်ဒီလမ်းတွေမှာဆိုလို့ရှိရင်လည်းပြောရမယ်ဆိုလမ်းကလည်းအများကြီးလမ်းကြားတွေလည်းအများကြီးရှိအခါကျတော့လွယ်လင့်တကူကိုသွားလို့တဲ့နေရာကိုလွယ်အလွယ်တကူသွားလို့ရတယ် အဲကားရဆိုင်ကယ်တွေငားစီးစရာမလိုဘောနော်ကိုကလမ်းလျှောက်တာကြိုင်နေတက်တယ်ဆိုရင်အဲမေခေါမိကန္နာတစ်ချက်ကိုတော်ပြီးမှလေရင်ခံလမ်းလျှောက်ထွက်ကော်ဖီလေးတက်တော့အဲ့လိုမျိုးတွေလုပ်လို့ရတယ်ဒါမျိုးတွေကစပေါ့နော်ဒါဆိုရင် long pra ban ကကျမတို့တွားရသိခုခဲ့တဲ့အတွေ့အကြုံလေးကိုမျှဝေထားခြင်းဖြစ်ပါလိမ့်ရှင်နောက်တစ်ခုကတော့ကျမတို့ကဒီလာအောင်နိုင်ငံပြင်ချင်းမျိုးကလေးရိတ်နာမှာရှိတဲ့ အဲတဲခိုဆရာနေရာမှာသွားရောက်တဲခိုခဲ့တဲ့စင်ကရိုက်ကူးထားတာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်နေ့လေးနေ့ခင်နေ့လေးစာထွက်စာရင်းနဲ့ရိုက်ကူးထားတာလေးတွေကိုမျှဝေထားတာဖြစ်ပါတယ်အဲ့ဒီချိန်ကာလတုန်းကတော့ကျွန်တော်တို့တရုတ်စားသောက်ဆိုင်တွေကတော့ပိတ်ထားတယ်လာအိုဒေတာခန့်တွေဖွင့်ထားတဲ့စားသောက်ဆိုင်တွေကတော့မြင်ခဲ့တယ်အဲဥရောပအစားစာတွေရောင်းတဲ့ဆိုင်တွေလည်းဖွင့်လာမြင်ခဲ့တယ်ဒီနားတော့မှာဆိုလို့ရှင်နည်းနည်းလူကတော့လူချေသိတယ်လို့ဆိုရမှာအလိုမျိုးပေါ့နော်။အာပြီးတော့တရားဆိုရှင်ကျွန်တော်တို့တိတ်ခုခေတော့နေရဖြစ်ပြီးမှ အာသူတို့ဒီနေရာရဲ့ဒီအဆောက်အဦဒီဟိုတယ်ရဲ့ဟိုပုံစံလေးအတူကလေးလာတယ်ပြောလို့ရှိရင်တော့ရှေ့မှာဆိုရင်ဖန်းတွေဆိုပန်းတွေဆိုလို့ရှိရင်အတူကလေးလောက်အောင်မျိုးစိုက်ထားတာရင်ရေပန်းလေးတွေရှိကြရဲ့အောက်ထပ်မှာဆိုရင်သူကစပါလေးရှိရဲ့ခါကြတော့ခီးသွားတဲ့လူတွေလမ်းလျှောက်ထွက်ရင်းနဲ့အပြင်ထွက်ရင်းနဲ့ပင်ပန်းတဲ့ခါကြရင်အမှန်ဝင်ပြီးမှနှိမ့်နေလို့ရတယ်ဒါမျိုးရှိရပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီကိုခေတဲ့နေရာရဲ့အတွင်းခန်းတွေကပုံစံလေးဖြစ်ပါတယ်ဒါက အဲလောင်နိုင်ငံယင်တန်ကဒီလေးစိတ်နောက်မှာသူတို့တိခွေဟိုတယ်မှာရက်ကူထားတာလေးတွေကိုမျက်ဝေထားတာဖြစ်ပါတယ်။နောက်ဆိုရှင်ဟိုဘက်မှာမြေဖို့ကြောင်ပေါ့နော်ဒီဘက်မှာတင်ပေါတာစပွဲခေါ။အိုးအရင်လာနေဟိုတယ်ရလေ။ဒီမှာဆိုကျွန်တော်တို့ကတော့ဒီမှာနေရတိခွေတယ်ဒီလိုရှင်ဟန်ဝိုင်းကိုပြန်มาဖြစ်ပါတယ်ရှင်။ ဒီဟိုတယ်လေအတော်လေးချစ်စရာကောင်းတယ်သူကအတွင်းထဲမှာဆိုရင် တမင်ဟင်းချက်စားမလားဒါမှမဟုတ်ရှင်မိတ်ဆွေတွေနဲ့စကားလက်ဆုံးပြောမလားဒါဆိုရင်အိတ်ခန်းလေးပေါ့နော်အိတ်ခန်းလေးမှာဆိုလို့ရှင်လည်းဒါတော့အနည်းရောအိတ်ခန်းလေးပြီးလို့ရှင်ဒါလည်းဆိုလို့ရှင်မန်လေးတွေကအစားအလုပ်မျိုးပေါ့ဒီကိုတိုက်ဖို့အတွက်အဲဒီ iron stand တွေပါ යි ကအစားရှိသေးတာဆိုစပွဲခုံလေးတွေအပြင်အမြင်ကွင်းလေးတွေဒါမျိုးတွေကအတော်ကလေးလာတယ် အတွက်ပေါ်ဆုံးထပ်မှာပိုပြမမြင်ကွင်းနေပေါ်လာတယ်လို့ဆိုရမယ်။ပေါ်ဆုံးထပ်မှာဆိုရင်ဒီဒီမဲခေါင်မြစ်ကိုလည်းအတိုင်းတားမြင်ရတယ်ပေါ့နော်အဲ့လိုမျိုးပြီးတော့ဒါရယ်ဆိုလို့ရှိရင်မနေ့စာရယ်စားလို့ရတဲ့နေရာတွေဒီနားတွိုင်းမှာဆိုရင်သူကအဓိကကျမတဘောအကြဆုံးကတော့ပန်းပင်တွေစိုက်ထားတာအတူကလေးတဘောကြတယ်မဲခေါင်မြစ်ကိုမြင်ရတာကလည်းတော်တော်လေးတဘောကြတယ်ဒါမျိုးတွေပေါ့နော် ါဆိုလို့ရှိရင်ကျမတို့လာအောင်နိုင်ငံကိုတွားရောက်လေပါကစ်စင်ကရိတ်ကူးထားတာလေးတွေကိုမိတ်ဆွေတို့ကိုအမတ်တရားအနေနဲ့လက်ဆောင်အနေနဲ့မျှဝေထားခြင်းတာဖြစ်ပါတယ်။ဝင်ရောက်ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိတယ်လို့အားလုံးလေးနှလုံးစေဝိုင်းအချမ်းကြပါစေရှင်။